ဟယ်လိုမင်္ဂလာပါနေကောင်းကြမှာကြပါရဲ့လားရှင်ဟိုဘက်ကမေဂျာ22ကပြီးသွားပြီပေါ့နော်အဲ့ဒါကြောင့်ဒီနေ့ကစပြီးတော့ဒုက္ခဓာကျဲဆိုတဲ့ကဏ္ဍလေးခုတွေဟာဒုက္ခအကြောင်းကိုစပြီးပြောပြပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်ပထမဦးဆုံးဒုက္ခတစ်ချောင်းပေါ့နော်ပုံလေးကိုကြည့်လိုက်လို့ရှိလို့ရှိရင်ဒီတိမ်ကြားတွေကလက်တစ်ဖက်ထွက်ပြီးတော့ဒုက္ခတစ်ချောင်းကိုစုပ်ကင်ထားတဲ့ပုံစံမျိုးပေါ့ ဆိုတော့ဒီဟာကဘာကိုပြခြင်းလဲဆိုတော့ဒီတိမ်သဘောမျိုးဟာလောကကြီးကပေးတဲ့အနေထား universe ကပေးတဲ့အနေထားပေါ့ပြောရရင်ကန်တရားပေါ့နော်ကန်တရားကိုအခွင့်အရေးတွေပေးနေတယ်ကိုယ့်ရဲ့ဉာဏ်နဲ့ဝိရိယနဲ့ဒီအခွင့်အရေးတွေကိုမိမိရရစုပ်ကိုင်ပြီးရှေ့တိုးဖို့လိုတယ်လို့ဒီကတ်ကလေးကပြခြင်းတာပေါ့နော်။ကံညာဝရိယပေါင်းဖို့လိုတယ်လို့ဒီကတ်ကလေးကပြတယ်ပေါ့နော်။ဆိုတော့ yes or no မေးခွန်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကတ်က yes ကတ်ကိုပြတယ်ပေါ့နော်။ နံပါတ်1ဒုတ်နှစ်ချောင်းပုံထဲကိုကြည့်လိုက်လို့ရှိလို့ရှင်လူတစ်ယောက်ကဒုတ်တစ်ချောင်းနဲ့ကဘာလုံးပုံစံဖန်လုံးလေးကိုကင်ပြီးတော့ရှေ့ကိုငေးနေတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီကဘာကိုပြလဲဆိုတော့ဒီလူဟာသူ့မှာဆွမ်းပါဝါတွေရှိတဲ့အခွင့်အရေးတွေကိုစုပ်ကင်ထားတယ်လောကကြီးအကြောင်းကိုနားလေတယ်ဒါပေမဲ့သူကဘာလိုအပ်နေလဲဆိုတော့ရှေ့တိုးဖို့ရှေ့ကိုတလှမ်းတိုးဖို့လိုအပ်နေတယ်ပေါ့နော်သူ့မှာအခွင့်အရေးတွေရှိတယ် စုပ်ကင်ထားတယ်ကိုမရေချင်းနေဆွမ်းအားပါဝါရီလည်းရှိတယ်ဒါပေမဲ့ရှေ့တိုးဖို့လိုအပ်နေတယ်တဲ့ဘာကြောင့်လဲဆိုတော့ तू ကမတ်တက်ရက်နေတဲ့အနေထားကိုပြတယ်ပေါ့နော်ရှေ့ကိုကြည့်နေတဲ့အနေထားကိုပြတဲ့အတွက် तू ကဒီဒီလိုမျိုးအတိတ်ပဲဖွင့်ဆိုတယ်ပေါ့နော်ရစ်စော်နိုမေကွန်းနဲ့ပတ်သက်လို့ရှင် तू ကမေဘီကပ်ပေါ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ तू ဟာရှေ့တိုးဖို့လိုအပ်နေတယ်မသေးမချာတဲ့အနေထားတစ်ခုကိုပြတဲ့အတွက် မိကုံးပေါ်လိုက်ပြီးတော့သူက yes လဲဖြစ်သွားနိုင်တယ် no လဲဖြစ်သွားနိုင်တယ်အနေထားမျိုးဆိုတဲ့အခါကျတော့သူ့ကိုမိပြီးကတ်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒါနံပါတ်1ပြီးသွားပြီနံပါတ်3ဒီမှာလဲအလိုပဲလူတစ်ယောက်ကမတ်တက်ရပြီးတော့ဒုတ်တချောင်းကိုခုနနံပါတ်1ပုံစံလူမျိုးပေါ့နော်ဒါပေမဲ့သူခုနနံပါတ်1လုံသူကကြောခိုင်းထားတယ်သူကြောနောက်မှာဒုတ်နှစ်ချောင်းရှိတယ်အဲ့တော့သူကဘာကိုပြောချင်တာလဲဆိုတော့ သူဟာသူ့မှာရှိတဲ့စွမ်းအားတွေအရေးအချင်းတွေခွင့်ရေးတွေကိုစုပ်ကိုင်ပြီးတော့ဒီသူတစ်ပါးတို့ကိုသူကဥဆောင်နိုင်တဲ့အရေးချင်းရှိတဲ့လူစားမျိုးပေါ့နော်အောင်မြင်မှုတွေကိုပေးနိုင်စွမ်းရှိတဲ့လူစားမျိုး ဖြစ်တယ်တဲ့ဒီကတ်ကတော့သူကကောင်းဆောင်နိုင်တဲ့အရေးချင်းရှိတဲ့ပုံစံမျိုးကိုပြတယ်ခန္ဓာအတီးတီမှာသူဟာဥစည်းဥဆောင်အနေထားနဲ့ရှေ့ရသူ့ရဲ့အရေးချင်းနဲ့ကောင်းဆောင်နိုင်တဲ့အနေထားရှိတဲ့လူတစ်ယောက်ပုံစံမျိုးကိုပြတယ်တဲ့ဒါမဲ့သူဟာလည်းရှေ့ဆက်တိုးကိုစဉ်းစားနေတဲ့အချိန်ပဲ ဖြစ်တဲ့ပေါ့နော်ရှေ့ဆက်တိုးဖို့စဉ်းစားနေတာချင်းအတူတူသူသူ့မှာကသူဥဆောင်နိုင်တဲ့အရေးချင်းရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော် yes or no မေးခွန်းနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်တော့သူက yes ကဖြစ်တယ်တဲ့ခုနလိုမတင်မကြမသေးချာတဲ့အနေအထားမျိုးမဟုတ်ဘူးမဟုတ်ဘူးပေါ့နော်သူကတိတိကျကျဥဆောင်နိုင်တဲ့ပုံစံမျိုးဆိုတဲ့အခါကျတော့သူက yes ကဖြစ်တယ်တဲ့နံပါတ်၄ ုံလေးကိုကြည့်လိုက်တာနဲ့သိတာပေါ့နော်ဒါကအဝင်မဟုတ်ဘူးပုံစံမျိုးဒါကအောင်ပွဲတစ်ခုကိုကြိုးစိုးနေတဲ့လူနှစ်ယောက်ရဲ့ပုံစံမျိုးဆိုတော့ဒီကတ်ကအောင်မြင်မှုတွေကိုပြတဲ့ကတ်ပေါ့နော်အောင်မြင်မှုတွေကိုယ့်အတွက်အောင်မြင်မှုတွေရှိနေတဲ့အချိန်အောင်မြင်မှုတွေကိုလက်ခံရရှိနေတဲ့အချိန်ပေါ့နော်အဲ့ဒါကိုပြတယ် ဘေကန္နအတီးတီးမှကိုမဆူပေါ့နော်ပုံလေးကြည့်လိုက်တာနဲ့ဒါကိုပြောနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်သူဟာ yes ကတ်ကိုပြရတယ်ပေါ့နော်ဒါပုံကြည့်တာနဲ့တိတာတယ်ဘာမှသိတူတူထွေထွေပြောစရာ မရှိဘူးပေါ့နော်သူရဲ့ရေဘူးရပုံစံပေါ့နံပါတ်5ဒုံငါးချောင်းဒီမှာလဲပုံကိုကြည့်လိုက်တာနဲ့တိတာတယ်လူငါးယောက်ဒုတ်တွေနဲ့ပြိပခရန်နေဖြစ်နေတဲ့ပုံစံမျိုး တူနဲ့တူအခြေအတင်ဖြစ်နေမယ်ပုံစံမျိုးတွေပေါ့နော်ဆိုတော့ကပ်ကိုကြည့်လိုက်တာနဲ့ကပ်ကပြနေတယ်ဒီကပ်ကမကောင်းတဲ့ကပ်ပုံစံမျိုးပေါ့နော်ဆိုတော့ဒီကပ်ရဲ့ရေဝူအချက်ကဘာကိုပြောချင်လဲဆိုတော့လက်ရှိအခြေအနေမှာသူကဃာဏအသေးသေးမှာပဋိပက္ခတွေနဲ့ကြုံတွေ့နေနိုင်တဲ့အနေအထားပေါ့နော်ဘယ်ကဏ္ဍမှမကောင်းဘူးသူပတ်ဝန်းကျင်မှာသူ့အန္တရာယ်ပြုမဲ့လူတွေရင်ဆိုင်နေရတဲ့အချိန်မပြေလည်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်ကိုသူကပြတယ်ပေါ့နော်အဲ့ဒါကြောင့် ရက်စော်နိုမေကွန်အနေနဲ့ကြည့်ရင်လည်းသူဟာနိုကပုံစံမျိုးကိုချက်ချင်းတန်းသိနိုင်တယ်ပေါ့နော်နံပါတ်6ပုံစံလေးကိုကြည့်လိုက်သူရဲ့ကောင်းတယောက်အောင်မြင်မှုတရဖူနဲ့ပြန်လာတဲ့ပုံစံမျိုးသူလည်းပုံကိုကြည့်လိုက်တာနဲ့သိတာတယ်သူဟာသူ့မှာရှိတဲ့အရေးချင်းနေနဲ့သူတပားတွေကိုဥဆောင်ပြီးတော့အောင်မြင်မှုတွေကိုရယူနိုင်တဲ့ပုံစံမျိုးကိုသူကပြထားတယ်ပေါ့နော်ဆိုရခါကြတော့ကောင်း နံပါတ်3လို့ပဲခေါင်းဆောင်မှုကိုပြတဲ့ကပ်ဖြစ်တယ်ဒါပေမဲ့သူကတော့စွမ်းအားရှိတဲ့သူရဲ့ကောင်းတစ်ယောက်ပုံစံမျိုးပေါ့ဆိုတော့ရက်စော်နိုမီကွန်းနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်သူဟာ yes ကပ်ဖြစ်တယ်ပေါ့အောင်မြင်မှုနဲ့အတူပြန်လာတဲ့ပုံစံမျိုးဆိုတော့ဒါလည်း yes ကိုတိတိကျကျပြရတဲ့ကပ်ဖြစ်တယ်နော်ဒုခွန်ချောင်းပုံလေးကိုကြည့်လိုက်တာနဲ့သိတယ်ကိုထူကိုထသမားနော် ီလူတွေဟာအောင်မြင်မှုအတွက်အမြဲတမ်းကိုထုကိုထကြိုးစားနေရတဲ့ပုံစံမျိုးကိုသူကပြရတယ်ပေါ့နော်ကိုခုံကိုအားနဲ့အားဆိုင်နေရတဲ့ပုံစံမျိုးကိုသူကပြရတယ်ဘေကန္နာအတီးတီးမှမဆိုသူဟာကိုလုံးမကိုရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုလူမျိုးပေါ့အဲ့ဒီအတွက်အောင်မြင်မှုတွေနဲ့အမြဲတမ်းကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ကာယညာနာအားတွေစိုက်ထုတ်ပြီးစူးစမ်းနေရတဲ့ပုံစံမျိုးလူတယောက်ကိုသူကပြရတယ်။အဲ့ဒီပုံစံမျိုးလေးပေါ့နော်။ ရက်စော်နူမေကွန်အနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ပေါ့သူရဲ့စူးစမ်းအထောက်မှုပုံမူတည်ပြီးတော့ဒီအခြေအနေတွေဟာ yes လည်းဖြစ်သွားနိုင်တယ် no လည်းဖြစ်သွားနိုင်တဲ့အတွက်ဒါဟာလည်း maybe ကတ်ကိုပြရတယ်ပေါ့နော်အခြေအနေအချိန်ခါပေါ်မှာမူတည်ပြီးပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒုတ်ရှိချောင်းပုံလေးကတော့ဒုတ်တွေကြီးပဲပြထားတယ်ဒုတ်တွေဟာအရှိအတူမတူညီဘူးရှိတဲ့ဟာရှိမယ်တူတဲ့ဟာ တူမယ် အဲ့ဒီဒုတ်တွေကိုပြရတဲ့ဒီပုံလေးကဘာကိုပြလဲဆိုတော့ဘဝရဲ့လောကဓာတ်นี่ပေါ့နော်လူတယောက်ရဲ့ဘဝရဲ့အခွင့်အရေးတွေငွေရေးကြေးရေးအခြေအနေတွေအခြေရေးတွေလုပ်ငန်းခွင်ဘဝတွေအဲ့ဒီဘဝတွေရဲ့အနိုင်အမြင့်အတူအရှိမတူညီမှုတွေကိုသူကပြတယ်အဲ့ဒီတော့ဒီကတ်ကဘာကိုပြခြင်းလဲဆိုတော့ဒီကတ်ကြခဲ့လို့ရှင်ဘဝမှာလောကဓာတ်นี่ဟာ အတက်အကျအနိုင်အမြင့်အနေနဲ့ကြုံနေရတဲ့ပုံစံမျိုးပေါ့နော်လောလောလတ်လတ်အခြေအနေမှာပုံမှန်မရှိဘူးတက်မဲကြမဲအဲ့ဒီပုံစံမျိုးကိုသူကပြရတယ်ပေါ့ဘဝအနိုင်အမြင့်အတက်အကျကြီးကျန်းတဲ့ပုံစံမျိုးလေးပေါ့နော်ဒီကကူကြခဲ့လို့ရှင်ပေါ့ဒါမဲ့ yes or no မေးခွန်းနဲ့ပတ်သက်လို့ရှင်တော့သူက yes ကဖြစ်တယ်တဲ့ဒုတ်ကိုကြောင့်ဒါပုံလေးကြည့်လိုက်တာနဲ့သိတာတယ်လူကြည့်လိုက်တာနဲ့မကောင်း အနေထားကကပြရတယ်ပေါ့နော်။ဒဏ်ရာအနာတရားတွေနဲ့ငေးငိုင်နေတဲ့လူတယောက်ပုံစံမျိုးဆိုကြည့်လိုက်တာနဲ့သိတာတယ်ပေါ့နော်။ဆိုတော့ဒီပုံလေးကဘာကိုပြခြင်းလဲဆိုဘဝမှာ အတားအဆီးအခက်ခဲတွေဘာဆိုသူ့ရှိမှာဒုက္ခတွေကတားဆီးထားတယ်ဆိုတော့ဘဝမှာအတားအဆီးအခက်ခဲတွေကြုံနေရတဲ့အချိန်ဖြစ်မယ်။ခန္ဓာကိုယ်အနေထားရာစိတ်ဓာတ်ရာတွေကိုယ်ဓာတ်ရာတွေအဲ့လိုမျိုးရနေတဲ့အနေထားတွေလည်းဖြစ်မယ်။ အဲ့ဒီဟာတွေကိုသူ့မှာရှိတဲ့စွမ်းအားတွေနဲ့သူဟာကြော်ဖြတ်ဖို့လိုအပ်နေတဲ့အချိန်ဖြစ်တယ်တဲ့ဒါပေမဲ့လက်တလုံးမှာတော့အလေးလေးအကွယ်ကွယ်ပေါ့နော်ဒါစီတွေရှိနေတယ်ဒဏ်ရအနာတရားတွေရှိနေတယ်ရှေ့ဆက်ဖို့အားတင်းပြီးတော့စူးစမ်းနေရတဲ့အနေအထားတစ်ခုကိုပြရတယ်ပေါ့နော်မကောင်းတဲ့ကပ်ပေါ့အဲ့ဒါကြောင့် no cup ဖြစ်တယ်ပေါ့နော်တုတ်စေချောင်းဒီပုံလေးကြည့်လိုက်တာလေဒါလည်းအတိတာလေပေါ့နော် သူချောင်းနေကိုထားပြီးတော့ကြားကန်နေရတဲ့လူတယောက်ပုံစံမျိုးဆိုတော့ပုံနေဟာ yes ကန် no ကတိတိတသားလေးတခါတလေပြတယ်ပေါ့နော်ဒါလည်း no ကပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘဝမှာဒီလူတွေဟာမနိုင်တဲ့ဝင်ထုတ်ဝင်ပိုးတွေကိုထားနေရတဲ့ပုံစံမျိုးတွေဝင်နဲ့အာမမျှတဲ့ဝင်ထုတ်ဝင်ပိုးတွေကိုထားနေပြီးစိတ်ပင်ပန်းလူပင်ပန်းနွမ်းနေနေတဲ့အခြေအနေအနေထားတကူသူကပြတယ်ပေါ့နော်ဘေကန္နာအတိတိမှာကိုမဆူပေါ့ သူဟာမနိုင်ဝင်ထားနေရတဲ့အချိန်ဖြစ်မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတဲ့အချိန်ဖြစ်မယ်ပေါ့သူ့အတွက်သူ့ရဲ့ဘဝရဲ့လောကဓာတ်ကြီးကဝင်နေအားနဲ့မမျှတဲ့အချိန်ပေါ့နော်ဆိုတော့သူကဒါလေးကိုပြရတယ်ပေါ့အဲ့ဒါကြောင့်သူဟာလည်း no cut ဖြစ်တယ်ပေါ့နော် page of one ပေါ့နော်ကြီးလိုက်တာနဲ့လူငယ်တယောက်တို့တချောင်းကိုကင်ပြီးတော့ကြည်နေတဲ့ပုံစံမျိုးလေးပေါ့လူငယ်လေးပုံစံကိုဆွဲပြထားတဲ့အတိုင်းပဲလူငယ်ဆိုတော့ စိတ်မြန်လက်မြန်ရှိမဲ့ခွန်အားနဲ့ဟင်မြန်မှုတွေပေါင်းဆက်ထားတယ်။သူ့မှာစွမ်းအားတွေရှိတယ်၊လူငယ်တယောက်ရဲ့အတွေ့အခေါ်အရေးချင်းအင်အားပါဝါတွေရှိတယ်။သူ့မှာအခွင့်အရေးတွေကိုလည်းလက်စုပ်လက်ကင်ကင်ထားတယ်။ဒါပေမဲ့သူဟာရှေ့မဆက်သေးဘူး။အချိန်ယူနေတဲ့ပုံစံမျိုးကိုသူကပြတယ်။အဲ့တော့ကဏ္ဍအသီးသီးမှလည်းသူဟာလက်တလို့အချိန်တွေမှာယက်နေတယ်ငွေကြေးပဲဖြစ်ဖြစ်ဒီအချိန်ကြီးမှာပဲဖြစ်ဖြစ်ဒီအလုတ်ကင်ဒီမှာပဲဖြစ်လက်တလို့အချိန်တွေမှာသူကလက်ရှိနေရမှာပဲ ရက်နေတဲ့ပုံစံမျိုးကိုပြရတယ်။ခွင့်ရေးတွေနဲ့ရှေ့ဆက်ဖို့လိုအပ်နေတဲ့အချိန်ပေါ့နော်။အဲ့ဒီဟာမျိုးကိုသူကပြရတယ်ပေါ့နော်။ရှေ့ဆက်ဖို့တော့လိုနေတယ်ဒါပေမဲ့လက်တလောတော့အကုန်လုံးကဒီနေရာမှာရက်တန်နေတဲ့ပုံစံမျိုးပေါ့နော်။ Yes or no မေးခွန်းနဲ့ပြောရလို့ရှိရင်သူဟာ yes ကဖြစ်တယ်ပေါ့။ night of wands ဒီပုံလေးကဘာကိုပြခြင်းလဲဆိုတော့ သူဟာသူ့ရဲ့အခွင့်အရေးတွေကိုစုပ်ကိုင်ပြီးတော့စွမ်းအားအပြည့်အဝနဲ့ရှေ့ကိုမြင်းနဲ့ဒုံဆိုင်ပြီးသွားနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ဘာကိုပြောချင်လဲဆိုတော့လက်ရှိအချိန်ဒီမှာ သူဟာသူ့ရဲ့အရေးအချင်းစွမ်းအားတွေဒီအခွင့်အရေးတွေနဲ့ရှေ့ကိုတဟုန်ထိုးခยีဆက်နေတဲ့ပုံစံမျိုးကိုသူကပြရတယ်ဘေကန္နာအတီးတီးမှမဆိုသူဟာ သူ့အခွင့်အရေးတွေကိုစုပ်ကိုင်ထားပြီးတော့တဟုန်ထိုးရှေ့ကို ခยีပြင်းနှင်နေတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ yes or no မေးခွန်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းဒီကက်က yes ကဖြစ်တယ်ပေါ့နော်ဒါလေးကတော့ queen so won ပေါ့နော် queen တို့ king တို့ကတော့ဒါကြီးလိုက်တာ ਨੇ ဘယင်းတို့ဘယင်းမတို့ဆိုတဲ့အတိုင်းကတ်တရားတော့ကောင်းတဲ့ကတ်တွေဖြစ်တဲ့အတွက် queen king လာရင် major ကတ်တွေမှာပဲဖြစ်ဖြစ်ဒီ minor ကတ်တွေမှာပဲဖြစ်ဖြစ်ဒါ yes ကကောင်းတဲ့ကတ်အကုန်လုံးဒါပြောလို့ရတယ်ပေါ့ဒုတ်ပဲဖြစ်ဖြစ် ခွက်ပဲဖြစ်ဖြစ်ဓာပဲဖြစ်ဖြစ်ကျဲပဲဖြစ်ဖြစ်ကွင်းတို့ကင်းတို့မြင်တာ ਨੇ ဒီကတ်တွေက yes ကတ်ဖြစ်တယ်ကောင်းတဲ့ကတ်တွေဖြစ်တယ်ဘယင်တို့ဘယင်မတို့ဆိုတဲ့အတိုင်းပဲကနအတီတီမှာသူကထိတ်ဆုံးမှနေတဲ့လူစားမျိုးတွေခေါင်းဆောင်အနေထားမှနေတဲ့လူစားမျိုးတွေအကြီးအကဲအနေထားမှနေတဲ့လူစားမျိုးတွေအဲ့လိုနေရာမျိုးတွေမှာရှိတဲ့ပုံစံမျိုးတွေပေါ့နော်အခြေရေးမှာပဲဖြစ်ဖြစ်ငွေကြီးမှာလည်းဒါ ကောင်းမွန်တဲ့အနေအထားထိတ်ကိုရောက်နေတဲ့အနေအထားမျိုးတွေပေါ့နော် အလုတ်ကိုင်းနေမှလည်းအကြီးကဲအနေအထားမျိုးတွေအဲ့လိုမျိုးတွေပြောလို့ရတယ်ပေါ့နော်ဒါကွင်းမဲ့ဖြစ်ဖြစ်ဒီကင်းမဲ့ဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဘယင်းတို့ဘယင်းမကတ်တို့ကြလာပြီဆိုတာ ਨੇ ဒါတွေဟာ yes ကတ်ဖြစ်တယ်ကဏအတီးတီးမှာကောင်းမွန်နေထိပ်ပိုင်းကရှိနေတဲ့အနေအထားမျိုးတွေဖြစ်တယ်ဆိုတာကိုဒါလိုက်တန်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ ဒီကတ်ကလည်း king ကလည်း yes က queen ကလည်း yes ကဒါကတော့နောက် queen ဆိုရင်ဒါမိန်းမပါဝါကတ်ဒါကယောက်ျားပါဝါကတ်ပေါ့နော်ဒီကတ်ကို queen အနေနဲ့ကြာရင်ဒါအမျိုးသမီးပါဝါရှိတဲ့အတွက်အမျိုးသမီးဥဆောင်ရတဲ့ကတ်တွေဖြစ်မယ်ဘယ်ကဏ္ဍမဆိုမျိုးသမီးရဥဆောင်တဲ့အနေထားဒါကြတော့ဒါဘယင်ဆိုတဲ့အတိုင်းမျိုးသားဥဆောင်တဲ့အနေတိုင်းဒါမျိုးလေးတွေပဲကွာတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီကတ်တွေပြီးသွားပြီ ဆိုတော့ဒီနေ့ဖို့ကတော့ဒုက္ခဆလေးကပြီးသွားပြီပေါ့နော်ထဲရော့ရဲ့မေဂျာမိုင်နာကတ်တွေတုံးကဒီကတ်တွေရဲ့အကြောင်းကိုအယောင်ရအစအသေးစိတ်အချက်လက်တွေပြောပြပြီးသွားပြီးကဏ္ဍတွေအသီးသီးကိုပြောပြပြီးသွားပြီဖြစ်တဲ့အတွက်ဒီတစ်ခုကကြတော့ကတ်ကိုကြည့်လိုက်တာနဲ့ပုံလေးကိုကြည့်ပြီးတော့ဒါလေးဒါလေးဆိုပြီးရေဘူးရအချက်ကလေးကိုပြောပြတဲ့အတွက်ဒီနေ့ကတော့အုပ်စုတစ်ခုရဲ့ 14ကလုံးကို တခါတည်းပြောပြပေးသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့အများကြီးပြောစရာမရှိဘူးသူ့ရဲ့ရေဝူရအချက်လေးတွေပဲဆိုတဲ့အခါကျတော့မြန်နေပေါ့နော်ဆိုတော့ဒီနေ့ဒုတ်14ကအကြောင်းပြီးသွားပြီနောက်တစ်ခေါက်ဆိုရင် ခွက်14ကဓာတ်14ကကျ14ကပေါ့နော်အဲ့ဒီသုံးအုပ်စုကြံသေးတယ်ပေါ့နော်ဆိုတော့အခါကျတော့ဒီနေ့အဖို့တော့ဒီဗီဒီယိုလေးကိုဆီယာမဒီနီယာတင်ရပ်ပါပြီရှင် ဆဆရရဆင်ပြေကြပါစီရှင်နေကောင်းကြမှာကြပါစီရှင်